ဒီတစ်ပတ် Women's and Children's Hour season မှာတော်လန်ရေးကာလလူငယ်တွေနဲ့ပတ်သက်ပြီးတော့လူငယ်တွေရဲ့အခြေအနေအထူးသဖြင့်တော့ Sick Twin ကာလလူငယ်တွေပေါ်တက်ရောက်မှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဆွေးနွေးမှုဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနရဲ့လူငယ်ရေးရာဌာနညွှန်ကြားရေးမှူးကိုစောတာဟက်ဆရီကိုဖိတ်ခေါ်တာပါတယ်မင်္ဂလာပါကိုစောတာဟက်ဆရီခင်ဗျာမင်္ဂလာပါဆရာဟုတ်ကဲ့ဆရာနာသိမိနောက်ပိုင်းဂျမဖက်ဆန္ဒပြမှုတွေရာနေနော်အဖြိုခွင်းမှုတွေလုပ်တဲ့အခါမှာလက်နက်ကင်တော်လန်ရေးပေါ်လာတယ်လက်နက်ကင်တော်လန်ရေးဆိုတဲ့အခါကျတော့စစ်ဖြစ်တဲ့အခါကျတော့ နှစ်ဖက်စလုံးမှာထိခိုက်ဒဏ်ရမှုတည်ကြည်ပျက်စီးမှုတွေရှိအဲ့တော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့အခုကျွန်တော်တို့ဟိုဒီကာလအထိပေါ့လက်ရှိအခြေအနေနဲ့ပတ်အဲအခြေအနေမှာဘလို့ရှိလဲဆိုတဲ့ဟာပြောပြပေးပါမယ်ဟုတ်ကဲ့အခုကျွန်တော်တို့ဒီလက်နက်ကင်တော်လိုင်းရင်းဆင်သွဲတဲ့အခါမှာပေါ့နော်ကြာချိန်ကတော့၄နှစ်ကျော်အဲတဲကိုဝင်ရောက်လာပြီဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ ဟိုတေဆုံးမှုကတော့နှစ်ဖက်လုံးမှာရှိတာပေါ့တေဆုံးမှုအပြင်ဒဏ်ရာရမှုတွေစစ်တပ်ဘက်ကလည်းရှိသလိုမျိုးကျွန်တော်တို့လက်နက်ကိုင်တော်လိုင်းရေးလုပ်တဲ့အင်အားစုတွေဘက်ကလည်းရှိကြပါတယ်အဲ့ပါဆိုလို့ရှိရင်အများဆုံးကျွန်တော်တို့လက်နက်ကိုင်တော်လိုင်းရေးအဖွဲ့တွေဘက်ကဟိုကြုံတွေ့ရတော့မြေမြုပ်မိုင်းနဲ့ဟိုလေကြောင်းတိုက်ခိုက်မှုတွေပြီးတော့တိုက်ပွဲတွင်းထဲကဒဏ်ရာရရှိမှုတွေပေါ့နော်အဲ့တော့ကိုလက်အင်ကဆုံရှုံသွားတဲ့လူတွေရှိရယ်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဆုံရှုံသွားတဲ့လူတွေရှိရယ်အမြင်အာယုံအကြအာယုံမတန်ဆွမ်းတော့တဲ့ဟိုရဲဘော်တွေလည်းအများကြီးရှိရယ်ဒါကတော့ ဟိုတစ်ဖက်တည်းမှာတော့မဟုတ်ပါဘူးဒီအရှိကပြောခဲ့သလိုစစ်တပ်ဘက်မှာလည်းဒါမျိုးအလားတူကြုံတွေ့ရတယ်ဆိုတော့ကျွန်တော်တို့လိုင်းအင်အားစုတွေမှာဟိုဒီလိုမျိုးဒီခန္ဓာကိုယ်ဆုံးရှုံးသွားတဲ့ဟာတွေအမြင်အအောင်ဆုံးရှုံးသွားတဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဟိုဆုံးရှုံးသွားရဲ့ပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ trauma တွေအများကြီးဝင်နေခါကြလို့ရှင်လေဟိုတက်နိုင်တဲ့ဘက်ကတော့ပြန်လည်ကုစားမှုတွေလုပ်နေတယ်အဲဒါပေမဲ့လည်းဒီဟာတော့အားလုံးကိုလုံလောက်မှုမရှိဘူးအဲ့အတွက်ကိုလည်းဒီလက်နက်ကင်တော်လိုင်းဘက်မှာဆိုလို့ရှင်လေရဲဘော်တွေဘက်ကဟိုနောက်ပိုင်း ဟိုဘောနော်ကိုလိုက်ကဆုံးရှုံးသွားတဲ့ effect တွေကြောင့်ကုကုကုတက်တည်ရဲ့ဖြစ်စဉ်တွေပါလဲတွေ့ရပါတယ်အဲတပတ်တစ်ဖက်တည်းမှာဆိုလို့ရှိရင်လည်းစစ်တပ်ဘက်ကဘောနော်စစ်တပ်ဘက်မှာဆိုလို့ရှိရင်လည်းသူတို့အဲရတဲ့လူတွေကိုသူတို့ရှေ့တန်းမှာပဲထားခဲ့တဲ့ဟာမျိုးတွေအဲပြီးရခါကြလို့ရှိရင်ဟိုပြတ်တက်ပြီးတော့ဟာရေမြောင်းလေးကိုအဲဆုံးပြခဲ့တဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုဖြစ်စဉ်မျိုးကိုလည်းကျွန်တော်ရှေ့တန်းကျွန်တော်တို့ရဲ့ဒေါ်လိုင်းရေးဖို့တွေဆီကလည်းပြင်လင်ကြားသိရမျိုးတွေရှိပါတယ်ဒီအတွက်တော့ဆုံးရှုံးမှုတွေကပေါ့နော်နှစ်ဖက်လုံးမှာတော့အရန်ကိုမြင့်မာနေတဲ့အချိန်ဒီမှာတော့ရှိပါတယ်ခင်ဗျ ဟုတ်ကဲ့ဒီစစ်ကောင်စီတပ်ဖက်မှာနော်အာပြေးထွက်ဟုတ်ကဲ့စစ်ကောင်စီတပ်ဖက်မှာရှုံးနေမှုတွေနောက်ပိုင်းလင်းဝင်လာတာဒါမှမဟုတ်လို့ရှိရင်ထွက်ပြီးခို့လုံတာနော်တချို့လဲဒဏ်ရတာတွေတိတ်ကြည်ပစ္စည်းမှုတွေလည်းအများကြီးရှိတယ်ဒါဒါပေမဲ့ကျွန်တော်တို့က ကိန်းကနအရေးအတွက်အတိအကျမသိဘူးပေါ့နော်ဒီဒေါ်လာရေးဘက်မှာလည်းဘယ်လောက်ရှိလဲဆိုတော့ဟာအာစည်ရင်းစရာတွေတခြားတော့မတွေ့ခဲ့မတွေ့ရသေးဘူးပေါ့ဒါပေမဲ့ဒီဝင်ကြီးဌာနအနေနဲ့ဒီလိုမျိုးစစ်ပွဲကြောင့်ဒဏ်ရတဲ့သူတွေကိုဘယ်လိုကုစားမှုဘယ်လိုကုစားမှုမျိုးတွေလုတ်ပေးနိုင်လဲခင်ဗျအဲ့ဒါလိုလုတ်တဲ့နေရာမှာဘယ်ဝင်ကြီးဌာနတွေကတာဝန်ယူပြီးလုတ်ပေးတာလဲခင်ဗျ အဓိကအဖြစ်တော့ကျွန်တော်တို့ဒီရဲဘော်တွေအတွက်ကိုဆိုလို့ရှင်တော့ဒီကာကွယ်ရေးဝန်ကြီးဌာနပေါ့နော်ကာကွယ်ရေးဝန်ကြီးဌာနတွေပြီးတော့အဓိကပြီးပြီးတော့ ရေဘော်တွေလုဆောင်နေရရှိရဲအဓိကကတော့သူတို့အတွက်ပြန်လည်ထူထောင်ရေးစင်တာတွေကိုဟိုပို့ဆောင်ဖို့အတွက်ပြီးတော့ပြန်လည်ထူထောင်ရေးစင်တာမှာကုသမဲ့ကုန်ကြစရိတ်တွေအဲသူတို့အတွက်ကိုဒီလိချင်ခံနေလုပ်တဲ့ခါမှာလိုအပ်တဲ့ဒီအထောက်အကူပစ္စည်းတွေကိုပေါ့နော်အဲကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ဦးစီးပြီးတော့လုဆောင်နေရရှိပါတယ်အဲ့ပြင်ဝတခြားဝန်ကြီးဌာနတွေဖြစ်တဲ့ကျန်းမာရေးဝန်ကြီးဌာနဆိုလို့ရှိရင်လည်းပေါ့နော်သူတို့ဟိုစီခန်းတွေဖွင့်တာမြေအောင်စီုံတွေဖွင့်တဲ့ project တွေလုဆောင်ပြီးတော့ဒီရေဘော်တွေမှမဟုတ်ပဲပြည်သူလူထုတွေအထူးပေါ့နော်ဝန်ဆောင်မှုပေးရရှိရဲဒီစစ်တပ်ရဲ့ ဟိုအကြံဖက်တက်ခိုင်းမှုတွေမှာဆိုလို့ရှိရင်ပေါ့နော်ပြည်သူလူထုဦးတည်ထားရတယ်အများကြီးရှိတဲ့အတွက်ကြောင့်မလို့ဒီမြေမြုံနိုင်မှန်းထိုင်မယ်ဖြစ်ဖြစ်လေချောင်းရမယ်ဖြစ်ဖြစ်ဟိုခံရတဲ့ဒီပြည်သူတွေအတွက်ကိုလည်းစေုံစေခန်းတွေပေါ့နော်ကျမယုံကြည်ထားနိုင်စေုံစေခန်းတွေအနေပြီးတော့အပြုစုကူတာပြီးနေရရှိပါတယ် AI ပြင်ဝဲဟို MOHDM ပေါ့နော်ဒီ MOH DM နဲ့ကျွန်တော်တို့ MWYC ဝန်ကြီးဌာနတွေကဆိုလို့ရှိရင်လည်းမျိုးနွယ်တာဝန်ခံတွေဆီကနေပြီးတော့တင်ပြလာတဲ့ဒီပြည်သူတွေရဲ့ထိခိုက်ဒဏ်ရာမှုတွေဒါမှမဟုတ်ရှင်လည်းအရှိတမ်းရေးဖို့တွေပေါ့နော်အဲဟိုမှာဂျုံတွေ့ရထိခိုက်ဒဏ်ရာမှုတွေကိုဆိုလို့ရှိရင်လည်းလူသားချင်းစာနာထောက်ထားသောအဖြစ်ဒီငွေကြေးပိုင်းဆိုင်ရာဟိုစီကူတာမှုတွင်ငွေကြေးပိုင်းဆိုင်ရာထောက်ပံ့ပေးတာကိုကျွန်တော်လှုပ်ဆောင်နေရလည်းရှိပါတယ်အဲ့လိုလုံဆောင်တဲ့အခါမှာဆိုလို့ရှိရင်လည်းပေါ့နော်ဟိုပြည်သူတွေပြီးတော့ဒေါ်လာငွေဘွဲတွေအတွက်လူသားချင်းစာနာထောက်ထားမှုဟိုဟို ဟိုအကာအကွယ်တွေတင်မဟုတ်ပဲ ਨੇ တချို့သောအခြေအနေမှာဆိုလို့ရှင်လဲဒီရန်သူဘက်ကဖမ်းဆီးခံရတဲ့စစ်သုံးပန်းတွေဘောနော်လက်နက်ချလာတဲ့ဟိုစစ်သားတွေအတွက်ပေါ့နော်သူတို့အတွက်ကိုလည်းစေကူသားမှုတွေကိုထောက်ပံ့ပေးရမယ်လေလှုပ်ဆောင်နေရရှိပါတယ်ခင်ဗျဟုတ်ကဲ့ဒီဒဏ်ရတဲ့လူတွေကိုစေကုသပေးတာပြင်မော်လေသူတို့ရရှိရတ္တိရေးအတွက်ကောဘာတွေလုပ်ပြီးလဲဘလို့မူဝါဒတွေရှိလဲဥပမာအဖြစ်မော့ခြေလက်အင်္ဂါချုံရင်းသွားတဲ့လူတွေအတွက်သူတို့ရရှိရတ္တိရေး ဘယ်လိုမူဝါဒတွေနဲ့လှုပ်ဆောင်ပေးတာတွေရှိပါလဲခင်ဗျာလက်ရှိကျွန်တော်တို့အမျိုးသမီးလူငယ်ကလေးသူငယ်ရာဝန်ကြီးဌာနအနေနဲ့ပေါ့နော်ကျွန်တော်လူငယ်ဌာနအနေနဲ့တော်လိုင်းကလာအတွင်းမှာထိခိုက်ဒဏ်ရာရပါတယ်လူငယ်တွေအတွက်ပေါ့နော်လူငယ်ဆွဲနေရာမှာပြည်သူလူထုရော ကျွန်တော်တို့ရဲ့တော်လိုင်းရဲဖို့တွေအတွက်ကိုပေါ့နော်ဒီပြန်လည်ထူထောင်ရေးမူဝါဒကိုကျွန်တော်လှုပ်ဆောင်နေရရှိပါတယ်ပြန်လည်ထူထောင်ရေးမူဝါဒမှာဆိုလို့ရှိရင်အဲသူတို့အတွက်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးအပြင်ကမှပဲလူမှုတာဝန်ထဲမှာသူတို့ပြန်လည်ပြီးတော့လူမှုတာဝန်ကလည်းသူတို့နားလည်ပြီးတော့လက်ခံလာနိုင်အောင်အဲပြီးရခါချလို့ရှိရင် ဟိုသူတို့ရဲ့ဟိုပါဘောနော်စပါရှေ့ဆက်ပညာသင်ကြားရေးအစီအစဉ်တွေပြီးရခါကြလို့ရှင်ဒီ sustainable career ပေါ့နော်ဟိုဒီမြင်မှုရှိရဲ့ဟိုလုံလောက်မှုရှိရဲ့သူတို့အတွက်တမွေဝမ်းကြောင်းပညာရဲ့တွေအထီကိုအာပြန်လည်ပြီးတော့ထူထောင်ပေးနိုင်ဖို့အတွက်ကိုမူဝါဒရေးဆွဲနေရရှိရမူဝါဒရေးဆွဲဖို့လှုပ်ဆောင်နေရဒီတစ်ချိန်တည်းမှာပဲပေါ့နော်အဲကျွန်တော်တို့လလန်းမီတလောက်ဒီနေဆက်နေရာတွေမှာဆိုလို့ရှိရင်ပြန်လည်ဒီတောင်းရင်းစင်တာတွေဖွင့်လာပြီးတော့အဲစင်တာတွေမှာတို့တို့ vocational training တွေကိုကျွန်တော်တို့ပြန်လည်ပို့ချပေးနေရရှိအဓိကကတော့အာတို့ ဘဝရဲ့ပေါ့နော်ဒီအခိုက်ခဲဆုံးအခက်ခဲဆုံးအခိုက်တန်တွေသူတို့ကြုံတွေ့နေရပြီမလဲသူတို့ဖော်တဲ့သူတို့ရှုံးပေးသူစရာလည်းမလိုဘူးအဲသူတို့တည်းလည်းတမွေးဝမ်းကြောင်းအတွက်ကိုဟိုဟို support ပေးမဲ့အမဟာကျွန်တော်တို့လုပ်ငန်းစဉ်တွေရှိရဆိုတာလည်းသူတို့သိစေချင်တယ်ပြီးခါကြလို့ရှင်လည်းဒီဟာအခုချိန်မှာအကုန်လုံးကိုမချုံမမိအောင်ပါပေါ့နော်ရရှိနိုင်တဲ့လူတွေအတွက်ကိုဟိုသူတို့အတွက်ကိုသူတို့ပေးဆက်မှုတွေအတွက်ကိုပေါ့နော်တွန်းအားဖြစ်စေချင်တယ်အတွက်ကြောင့်မလို့ဟိုအားဖြစ်စေချင်တယ်အတွက်ကြောင့်မလို့အဲကျွန်တော်တို့သင်တန်းတွေဖွင့်ပြီးတော့ပြန်လဲပြီးတော့ အဲသူတို့ career ပြန်တည်ဆောက်နိုင်အောင်လုပ်ဆောင်ပေးနေရမျိုးတွေရှိပါရဲ့ဆရာ။ပြန်စောတဲ့ seri ပြောခုနကပြောသွားတဲ့အထဲမှာပထမမေကွန်းမှာပြောသွားတဲ့အထဲမှာမြေအောက်ဆေးရုံနေကိစ္စအထက်ပြီးတော့ပြောသွားပါတယ်။အန်ယူဂျီကမြေအောက်ဆေးရုံနေဒီဆောက်မယ်လို့ကြေညာတဲ့အချိန်မှာတချို့ကလည်းဟောပြစ်တိုင်းမမလားလို့တွက်ကြတာရှိတယ်။အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြပေးပါဦးခင်ဗျာ။ မရောက်စေအောင်ဆိုအမျိုးအများကြီးဖြစ်နိုင်တဲ့ကိစ္စဖြစ်လို့တကယ်လို့လဲဟိုလက်တွေ့မြေပြင်မှာပေါ့နော်ဒီမရောက်စေအောင်နေဖွင့်ပြီးတော့ဟို operation တွေလုံဆောင်နေတဲ့ဟာမျိုးလည်းအများကြီးရှိပါတယ်အဲကျွန်တော်အနေနဲ့ကတော့ဟိုအသေးစိတ်ကတော့လုံခြုံရေးစီစဉ်ရတော့ကျွန်တော်ပြောလို့မရဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ရောက်ရှိခဲ့ပွဲတော်လိုင်းဒီသားတွေမှာဆိုလို့ရှိရင်လည်းဒီမြေရောက်စေုံတွေကပဲပေါ့နော်ဒီရှီတန်ရဲဘော်တွေအတွက်ကိုပြည်သူလူထုတွေအတွက်ကိုအားကိုးရတဲ့အနေအထားဖြစ်တယ်ပြီးတော့မြေရောက်စေုံရှိခြင်းအဖြစ်ဟိုအနည်းဆုံးကတော့ဟိုလေချောင်းတန်ဟိုပေါ့နော်အတိုင်းတာတစ်ခုထိရော ဟိုပူပင်စရာတော့မလိုတော့ဘူးပြီးတော့အမီရောက်စီးအောင်နေမှာဟိုပဲခွဲစိတ်မှုတွေ operation တွေကိုဆက်လက်ပြီးလှုပ်ဆောင်နေမှာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဒီစစ်ကာလကကျွန်တော်ဒီမှာလည်းစစ်ကောင်စီတပ်ကလည်း mine တွေအရင်မဲ့တုံးတာနော် mine တုံးများလာတယ်အဲ့တော့ mine ထိတဲ့ကိစ္စကလည်းမသေးဘူးလို့ထင်ပါတယ်အဲ့တော့ဝန်ကြီးဌာနအနေနဲ့ဒီဒီ mine ထိတဲ့အခုစားမှုစီစဉ်မှာဩထည့်သွင်းထားလားခင်ဗျ ဟုတ်ထည့်သွင်းထားပါတယ်တကယ်တော့မြေမြုပ်မိုင်းဆိုတဲ့ကိစ္စကကျွန်တော်တို့အတွက်ဒီတော်လိုင်းကလာအတွင်းမှာပဲဟိုဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုမဟုတ်ဘူးပေါ့နော်ဆိုတော့မြန်မာနိုင်ငံလွတ်လပ်ရပြီးပြည်တွင်းစစ်စစ်ပွဲကာလတွေကတည်းကဟိုတောက်လျှောက်ဒီကရင်ဘက်ကချင်ဘက်ရှမ်းပြည်ဘက်တွေမှာ ပြီးအခြားသောဒေသတွေမှာပေါ့နော်မြေမြုပ်မိုင်းကဒီပြည်သူလူထုကိုအများကြီးအများကြီးဟိုဒုက္ခပေးခဲ့တယ်ပေါ့နော်အစဉ်အစဉ်တစ်ဆက်ကိုဟိုဒုက္ခပေးခဲ့တဲ့ဟို ကိစ္စတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်လည်းအရင်တော့ဆိုလမ်းမဆက်သွေးမကောင်းတာပြီးရခါကျရင်လုံလောက်တဲ့ဟိုပညာရေးအစီအစဉ်တွေမရှိတာပြီးရခါကျရင်ဘာသာစကားအခက်အခဲတွေပေါ့နော်အဲမြေမြုံနဲ့ပတ်သက်တဲ့ဒီ awareness ဒီ flyer တွေဆိုလို့ရှိရင်လည်းပတ်ဆိုင်ရာဒေသလူတွေအတွက်ကိုနားလည်နိုင်တဲ့ဘာသာစကားတွေနဲ့မရှိတဲ့အတွက်ကြောင့်မလို့ခေဆက်ဆက်မအောင်မြေမြုံပိုင်းကပြည်သူတွေအတွက်ကိုအဲအရန်ကိုဆိုးရတဲ့ ဟိုဖြစ်စဉ်တခုဖြစ်ခဲ့ပါတယ်အဲဒီဒီအတွက်ကိုလည်းဗောနောဝန်ကြီးဌာနရဲ့ကုစားမှုစီစဉ်မှာမြေမြုံပိုင်းထန်ကြောက်ပဲဖြစ်ဖြစ်ဗောနောဒီလေချောင်းထန်ကြောက်ပဲဖြစ်ဖြစ်ဘလို့အချိန်နှီးမှုဖြစ်ဖြစ်ဒီဖြစ်ပေါ်လာတဲ့ကိုလိုက်ငါဆိုရှယ်မီဒီယာတွေကကူစားမှုစီစဉ်ထည့်သွင်းပြီးသားပါပြီးတော့လက်ရှိချိန်မှာဆိုလို့ရှိရင်လည်းမြေမြုံမိုင်းနဲ့ပတ်သက်တဲ့ဒီ awareness တွေကိုကျွန်တော်ကြီးရွာတွေမှာပြုလုပ်နေရရှိရဲ့ unit down ခံရတဲ့ decision ပြုလုပ်နေရရှိရဲ့လက်ကမ်းစားဆောင်တွေကိုဆိုလို့ရှိရင်လည်းတိုင်းသားဘာသာစကားတွေအထီးဦးပေါ့နော်ကျွန်တော်ဘာသာပြန်ပြီးတော့အဲပေးဝေးနိုင်အောင်ဝေမျှနိုင်အောင်ကျွန်တော်လှုပ်ဆောင်နေရရှိပါတယ်ခင်ဗျာ ဟုတ်ကဲ့မြို့သားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးဌာနအနေနဲ့ဒီဒီလိုမျိုးကုစားမှုတွေကိုနော်ဟော PDF တွေနောက်ပြီးတော့ပြည်သူတွေဒီတက်ဆိုင်ရာဒေတာမှာရှိတဲ့ပြည်သူတွေအတွက်လုတ်ပေးတာအာလို့သိရတယ်ဒါအပြင်မဲ့ကိုနဲ့မဟာမိတ်နှိစက်ရာဒီ ERO ဖွဲ့တွေရာစစ်တီတွေအတွက်ကိုလုတ်ပေးရတာမျိုးရှိလားခင်ဗျအဲ့လိုမျိုးကြီးလည်းရှိပါတယ်ဒါကတော့ဒေတာတိုင်းမှာတော့မဟုတ်ဘူးเนาะမဟုတ်ဆိုတာဆိုလို့ချင်တာအဲ ဒီကျွန်တော်တို့ဟာလူမျိုးစုဒီတော်လိုင်းလက်လက်ခံအဖွဲ့တွေအင်အားကြီးမားတဲ့နေရာမှာဆိုလို့ရှိရင်သူတို့မှအရင်ကတည်းကဟိုရှိပြီးသားစေယုံစေကန်တွေရှိရပေါ့နော်ဒီအီယာကိုလာအောက်ကောက်စေယုံစေကန်တွေရှိရအဲစေယုံစေကန်တွေမှာဆိုလို့ရှိရင်အီယာကိုစစ်သားတွေကိုဟိုသူတို့ဟိုကုသမှုတွေပေးတယ်လို့ PDF ဒီ MOD RPDF တွေကိုလည်းသူတို့ကုသမှုပေးတာရှိရဲအဲ့လိုပဲတချိန်တည်းမှာပဲပေါ့နော်ဒီ MOD အောက်ကဖွင့်ထားတဲ့စေယုံစေခန်းတွေပြီးတော့ပြန်လဲကုစားရေးစင်တာတွေမှာဆိုလို့ရှိရင်လည်းအရာဟိုဘက်ကစစ်သားတွေအတွက်ကိုဟိုဝန်ဆောင်မှုပေးရရှိရဲပြီးတော့ rehabilitation center တွေပေါ့နော်ကျွန်တော်တို့ဝန်ကြီးဌာနဆိုလို့ရှိရင်လည်းတခြားသော organization တွေနဲ့ပူးပေါင်းပြီးတော့ rehabilitation center တွေကို supporting လုပ်ပေးနေရရှိရဲအဲ့မှာဆိုလို့ရှိရင်လည်းအရာဟိုစစ်သားတွေအပြင်ကို MOD စစ်သားတွေအကုန်လုံးကိုကျွန်တော်တို့ဟိုဝန်ဆောင်မှုပေးရပေါ့နော်အဲပြီးတော့နောက်တစ်ခုကကျွန်တော်တို့ unit တောင်းခံတွေကနေတဆင်းသွားတဲ့ဒီ one time support တွေ cash support တွေပေါ့နော်ငွေကြေးပိုင်းဆိုင်ရာထောက်ပံ့မှုတွေအဲ့ဒါတွေကတော့ကျွန်တော်တို့စီ unit တောင်းခံတွေစီကတက်လာတော့အများဆုံးအဖြစ်ကတော့ဒီ MOD အောက်မှာရှိတဲ့ရေဘိုးတွေအတွက်တက်လာအများဒါပေမဲ့ဥတော်အခြေအနေမှာ EA ကို system မှာရှိတဲ့ဟိုရေဘိုးတွေအတွက်ကိုသူတို့သူတို့သက်ဆိုင်ရာပေါ့နော်ဟိုဘယ်လိုပြောမလဲတည်ရင်မှုတွေကနေတဆင်းပဲဖြစ်စေကျွန်တော်ဝန်ကြီးဌာနကိုချိတ်ဆက်ပြီးတောင်းခံလာခြင်းခဏ အဲ့ဒီဒီငွေကြေးပိုင်းဆိုင်ရာ support တွေပြုလုပ်နေတာမျိုးရှိပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်နားလည်တာဒါစစ်ပွဲဆိုရင်စစ်ပွဲနဲ့ပတ်သက်တဲ့အုံစိတ်ဒီကုန်ကြမှုတွေရောဒီလိုမျိုးကိစ္စတွေပေါ့ဘာသူကသူကရေရှည်အေးအေးလောက်ရတဲ့ဟာမျိုးပေါ့နော်တိုင်းနာတစ်ခုကြီးချိန်လောက်ရတဲ့ခါမျိုးမှာကုန်ကြစိတ်တွေကလည်းအဲမနေဘူးလို့ဟိုထင်ပါတယ်အဲ့တော့ဝင်ကြီးဌာနအနေနဲ့စိန်ခေါ်မှုကပါနေလေကျွန်တော်ဝင်ကြီးဌာနအနေနဲ့အဓိကစိန်ခေါ်မှုကကျွန်တော်တို့ကတော့လူသားချင်းစာနာထောက်ထားမှုဟိုဟာ တွေကိုအဓိကပြုလုပ်ပြီးရဝန်ကြီးဌာနဖြစ်တဲ့အတွက်ကြောင့်မလို့အဲလက်ရှိအချိန်မှာဆိုလို့ရှိရင်လည်းဒဏ်ရာရရဆိုတာပြည်သူလူထုရောပြီးတော့တော်လိုင်းရဲဘော်တွေရောပြီးတော့ဖမ်းခံရတဲ့စစ်တုံးပန်းတွေရောဘောနော်အဲ့အတွက်ဟိုစပုတ်ပေးရရရှိကျွန်တော်တို့ကအများသောအဖြစ်ရတော့လူသားချင်းစာနာထောက်ထားမှုအရာတော့ပြည်သူလူထုတွေကိုအဲပြည်သူလူထုတွေကိုဝန်ဆောင်မိခင်တွေပြီးတော့ကလေးသူငယ်နဲ့လူငယ်တွေဘောနော်လူငယ်တွေအတွက်ကျွန်တော်တို့လူအတက် cash support တွေကျွန်တော်ပေးရရှိတချိန်တည်းမှာပဲဟိုရဲဘော်တွေအတွက်လူအပ်တဲ့လူသားချင်းစာနာထောက်ထားမှုအထောက်ပံ့တွေလည်းကျွန်တော်ပေးရရှိရအဲ့မှာဆိုလို့ရှိရင် အဓိကဆက်သွယ်မှုပိုင်းနဲ့ budget ပိုင်းပေါ့နော်ကျွန်တော်တို့နိုးနေတာဝန်ခံနေနဲ့ဆက်သွယ်ပြီးလုံဆောင်တဲ့ကိစ္စတွေဒါမှမဟုတ်ရှင်နေတဲ့တခြားသောအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေ focus ပါဆက်နေနဲ့ဆက်သွယ်ပြီးလုပ်တဲ့အခါမှာအဲဒီများသောအားဖြင့်ပေါ့နော် ဟိုတချို့ဆိုအင်တာနက်ရိုက်နေရာတွေမှာရှိတယ်တချို့ဆိုအင်တာနက်မရိုက်နေနေရာမှာရှိတယ်ဆိုတော့အဲ့လိုအထောက်ပံ့တွေကိုကျွန်တော်တို့ကအချိန်နဲ့တပြေးညီမပေးနိုင်တဲ့ကိစ္စတွေလည်းရှိပါတယ်အဲတချို့တချို့သောအချိန်ဒီမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီကုသမှုလိုအပ်တဲ့အချိန်မှာအထောက်ပံ့တောင်းမိမဲ့ဒီဆက်သွယ်ရေးအခက်အခဲကြောင့်အထောက်ပံ့ပေးဖို့အတွက်ကိုပြန်လည်ဆက်သွယ်ရတဲ့အခါမှာတစ်ဖက်ကဟိုအဆက်အသွယ်ပြတ်သွားတယ်ပေါ့နော်ဒါပေမဲ့ပြန်လည်ရောက်ရှိလာတဲ့အချိန်မှာတော့ဒီစီကုသမှုလိုအပ်တဲ့ လူတွေကအဲ expire ဖြစ်သွားတဲ့ကိစ္စမျိုးဒါမှမဟုတ်အချိန်တွေပိုဆိုးသွားတဲ့ကိစ္စမျိုးလည်းကျွန်တော်တို့ကြုံတွေ့ခဲ့ရတာမျိုးရှိပါတယ်ပြီးတော့နောက်တစ်ခုကဒီ online ကလာဆိုတော့အကုန်လုံးကဟို online အနိုင်ရရေးပြီးတော့ဟိုစစ်အနိုင်ရရေးကိုဦးစားပေးပြီးတော့စစ်ပိုင်းစစ်စစ်ပွဲနဲ့သက်ဆိုင်တဲ့ budget တွေကိုပဲဟိုအများစုကပေါ့နော်အလူရှင်အများစုကပေးကြရှေ့ဒါပေမဲ့တစ်ချိန်ချင်းမှာဟို ဒီစပေးဆောင်ကလေးတွေမှာဂျုံတွေ့နေရတဲ့ဟိုကာကွယ်ရေးအစီအစဉ်တွေသူတို့ကာကွယ်ဆေးထုတ်ဖို့အစီအစဉ်တွေဒါမှမဟုတ်ဆိုလို့ရှင်လဲလစဉ်လိုအပ်တဲ့ပစ္စည်းအသုံးဆောင်ပညာရေးနဲ့ပတ်သက်တဲ့ပစ္စည်းအသုံးဆောင်ပစ္စည်းတွေဟိုကျန်းမာရေးနဲ့ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းတွေအတွက်ထောက်ပံ့ပေးဖို့အတွက်ကိုကြတော့ပေါ့နော်ဟိုဒီဟာအတွက်ကိုအပီးရဲ့လူလည်းရှိသလိုမျိုးဟိုတကယ်လိုအပ်တဲ့အချိန်မှာ immediate supply နဲ့လိုအပ်တဲ့အချိန်မှာတောင်းခံတဲ့အခါမှာလဲဟိုချက်ချင်းဟိုမထောက်ပံ့နိုင်တဲ့ အဲ့တော့ကျွန်တော်တို့အတွက်က budget စိန်ခုံမှုကတော့အများအနေဟိုကြီးမားနေပါတယ်။လိုအပ်ချက်တွေလည်းအများကြီးရှိနေပါတယ်။ဒါကတော့ဒီလိုပြောလို့လဲစီးပိုင်းမှာ budget အများကြီးရှိရဆိုတော့ပေါ့လေပေါ့စီးပိုင်းမှာလည်းအချိန်နဲ့အများတော့ဟို budget လိုအပ်ချက်တွေရှိနေမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်။အဲ့ဒီတော့ဒီ vocational training နေနဲ့ပတ်သက်ပြီးတော့ဟိုဘာဒီလုပ်လဲခင်ဗျာ။ဒါအဓိကဟိုလက်တွေ့မှာဘလောက်အသုံးချမှုရှိပါလဲခင်ဗျာ။ဟုတ် vocational training နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝန်ကြီးဌာနနေ2022ခုနှစ်ကတည်းကစတင်ပြီးတော့ဗောနော်ဒီ ထိုင်းနိုင်ငံရဲ့ဟိုနောက်ဘက်ခြမ်းမှာရှိရဲ့နေဆက်တဲ့နေရာမှာဒီဟိုတိုင်းသားလူမျိုးစုတွေအီယာဟိုတွေရဲ့ခြမ်းမကြီးဌာနတွေနဲ့ခြမ်းမကြီးဌာနတစ်ခုနဲ့ပူးပေါင်းလာရဲ့ပြီးတော့မတန်ဆွမ်းဆိုင်ရာကိစ္စတွေလုပ်နေအဖွဲ့အစည်းတစ်ခုနဲ့ပူးပေါင်းပြီးတော့ဗောနော်ဒီ ID နဲ့နီးပညာပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဒီ vocational training တစ်ခုကိုမတန်ဆွမ်းဖြစ်သွားတဲ့ကျွန်တော်တို့ရေးဖို့တွေကိုဟိုပေးပို့နေရရှိရဲ့ဗောနော်အဲ့ဒါပေးပို့နေရရှိရဲ့ပြီးတော့နောက်တစ်ခုက ဒီ2025နှစ်ခုနှစ်ထဲမှာဆိုလို့ရှိရင်ဒီမဲဆောက်ကနေပြီးတော့တနင်္ဂနွေလောက်သွားရတဲ့မဲဆက်ဒေတာတနေရာမှာဆိုလို့ရှိရင်ပေါ့နော်ဒီတွန်လိုင်းထဲမှာဟိုမှာရွှေပြောင်းလူသားတွေရွှေပြောင်းကလေးတွေအဲပြီးရခါကြလို့ရှိရင် CDN ចောင်းသားတွေအတွက်ကိုဟိုဆွမ်းဆွမ်းတမန်ဟိုပညာရေးနဲ့ပတ်သက်ပြီးဝန်ဆောင်မှုပေးနေရစာတင်ចောင်းဟိုနှစ်ចောင်းနဲ့ပူးပေါင်းပြီးတော့ပေါ့နော်အဲကျွန်တော်တို့ဗဂျီနဲ့ဟိုဟာဓာတ်ပုံပညာကို vocational training ပြန်ပေးနေတဲ့ဟာရှိပါတယ် အာ vocational training ပြန်ပြီးနေရှင်ပေါ့နော်အဲအဲ့ဒီထဲမှာဆိုလို့ရှိရင်လောစင်မှာတော့ဟိုကျောင်းသား၁၀ယောက်ကိုကျွန်တော် scholarship ပေးတယ် scholarship ပေးပြီးတော့အဲလက်ရှိချိန်မှာတော့ပကြီနဲ့ဟိုပကြီနဲ့တပ်ပုံပညာကိုစတင်ပြီးတော့ကျွန်တော်ဟိုဟိုဘယ်လိုပြောမလဲစတင်ပြီးတော့ဟိုဘယ်တော့သင်ကြားပေးရပေါ့နော်နောက်နှစ်တွင်မှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ IT နီးပညာလျှက်စနဲ့ပတ်သက်တဲ့နီးပညာတွေပြီးတော့လက်သမားပညာတွေပြီးတော့ဒီဇိုင်းနဲ့ပတ်သက်တဲ့ဟိုပညာတွေကိုကျွန်တော်ထပ်တိုးပြီးတော့ ဟိုပြုတ်လောက်သွားဖို့ရှိရပါတော့အဲလက်ရှိအချိန်မှာတော့ကျွန်တော်ဥတီထားတော့မဲဆောက်အနီးနားမှာရှိနေတဲ့ဒီတန်ရန်ရသွားတဲ့ရဲဘော်လူငယ်တွေရဲ့ပြီးတော့ဒါမှမဟုတ်ရှင်လဲပြည်သူလူထုထဲကနေပြီးတော့မှပဲဒီတက္ကသိုလ်ပညာကိုဆက်လက်သင်ကြားပေးခြင်းတဲ့ဟာမျိုးဒါမှမဟုတ်ရှင်လဲဒီဘွဲ့ဒီဂရီတစ်ခုပေါ့နော်အအနုပညာနဲ့ပတ်သက်တဲ့ဘွဲ့ဒီဂရီတစ်ခုဆက်လက်လိုခြင်းတဲ့လူငယ်တွေအတွက်ကိုကျွန်တော်တို့ဦးတည်ထားပါတယ်လို့ပြီးတော့ရည်ရွယ်ချက်ကတော့ဒီလိုဟိုတမွေးဝမ်းကြောင်းပညာတွေကနေတစင်သူတို့အတွက်ကို ဟိုဟာရေရေတီတန်းတဲ့တံမွေးဝမ်းကြောင်းတစ်ခုဖြစ်သွားဖို့ရယ်ပြီးတော့သူတို့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ကုစားမှုတွေပေါ့နော်ဒီဟိုအလုပ်ဟိုဟာလူငယ်တွေကအခုချိန်မှာပညာသင်ကြားမှုနဲ့ပတ်သက်တဲ့ဟာမျိုးတွေပေါင်းသင်းဆက်ဆိုင်နဲ့ပတ်သက်တဲ့ဟာမျိုးတွေနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိတဲ့အခါမှာဒီလိုမျိုးဟိုအနုပညာတွေဒီဇိုင်းတွေပြီးရခါတိုင်းလျှက်စက်ပညာတွေရဲ့တဆင်ပေါ့နော်သင်ကြားမှုတွေရဲ့နေဆင်သူတို့ဟိုလူငယ် community တစ်ခုကိုသူတို့ပြန်လည်ရရှိဖို့တော့ကိုလည်းကျွန်တော်ရည်ရွယ်တယ်အဲ့ကနေစပြီးတော့ပဲသူတို့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အထောက်အကူတွေအများကြီးဖို့ဖြစ်လာဖို့တော့ကိုလည်းကျွန်တော်ရည်ရွယ်ထားပါတယ်ခင်ဗျာ မျိုးသားညီညွတ်ဆွေအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနရဲ့လူငယ်ရေးရာဌာနညွှန်ကြားရေးမှူးဆော့တာဟဲဆရီဆွေးနွေးသွားတာဖြစ်ပါတယ်။မိစမရဲ့ Women's and Children's Hour အစီအစဉ်ကိုအပတ်စဉ်အင်္ဂါနေ့ည9:00နာရီဘက်မှရုပ်မြင်သံကြားကနေလည်းထုတ်လွှင့်ပြသနေပါတယ်။စောင့်မျှော်ကြည့်ရှုကြပါလို့ဖိတ်ခေါ်ပါပါတယ်ခင်ဗျာ။